ရှင်မီဇူရဲ့ခေါင်းကလည်းအဖျက်ခံလိုက်ရပြီးကျန်တဲ့နှစ်ယောက်ကလည်းအသက်ခံလိုက်ရပါတယ်။ဂူထဲမှာရှိတဲ့ကိုရီးယားဟန်တာတွေကတော့အက်စရန်နီဘာကျန်နဲ့ပွဲစိတ်တွေကိုရှာနေပြီးဂူထဲဆက်သွားနေကြပါတယ်။ဒါပေမဲ့သူတို့တွေသွားနေတဲ့လမ်းကမှန်မှန်မှန်သိကျင်တာကြောင့်ရုံးကဂူထဲကိုကြည့်နေပြီးလမ်းအဆုံးမှာတော့ပွဲစိတ်ပြင်မကိုတွေ့ရကြောင်းသူတို့တွေလည်းလက်မှတ်နာကိုတီးလိုက်ရပါတယ်။ရုံးကလည်းသူကြည့်လိုက်တော့ကပွဲစိတ်ပြင်မနာမှာအက်စရန်လိုကျန်တဲ့တခြားကောင်တွေကိုပါတွေ့ခဲ့တာကိုပြောကရှာရတာခက်ခဲနိုင်ပေမဲ့ဒီအဖွဲ့ဝင်နေနေဆိုရင်တော့နိုင်နိုင်တာကိုပြောပါတယ်။တစ်ဖက်မှာတော့ရှီမီဇူတို့အသက်ခံလာရတဲ့နေရာကိုဂျပန်ဟန်တာနှစ်ယောက်ရောက်လာပြီး ီသူတို့တွေကအသက်ခံလာရတာကိုသိတဲ့အခါဂျပန်ဟန်တာနှစ်ယောက်လည်းလျှော့ရသွားပါတယ်ယူဒီယက်ဆူသွန်းနဲ့အနံ့ရတာကြောင့်သူတို့တွေလည်းဗမာလဲလို့တွင်နေတော့နှစ်ယောက်ထဲကတစ်ယောက်ကရေခဲမော်အစွမ်းကုန်တုံးလိုက်ပေမဲ့အသက်ခံလာရပါတယ်ဂူထဲမှာတော့ကိုရီးယားဟန်တာတွေကလည်းပွဲစိတ်ပြင်မှာရှိတဲ့နေရာကိုရောက်သွားပြီပွဲစိတ်ပြင်မှာဗေးနားမှာရှိတဲ့အသေးမွှားလေးတွေကိုအစွမ်းကုန်ထုတ်သုံးပြီးတိုက်ခိုက်နေပါတယ်သူတို့တွေကလည်းပွဲစိတ်တွေအကုန်လုံးကိုရှင်းလိုက်နိုင်ပြီနောက်ဆုံးမှာတော့ပွဲစိတ်ပြင်မှာနဲ့ရှာနေပါတယ်ရှာနေတော့ယွန်းခုနဲ့တောင်ရင်တို့ကအမဲရောက်မီးမုတ်ခံလာရတာကြောင့်ခနာကူမှာမီးလောင်ရာတွေပေါ်နေပေမဲ့ဘရောင်းကူကသူတို့ကို heat ပေးရကြောင်းဒင်ရ ေကပြောက်သွားပါတယ်။ပွဲစိတ်ဘီရင်မာကဒေါင်းအင်းကိုအာယုံများနေတော့ဂျုံးရင်ကမီးမွန်နဲ့တိုက်ခိုက်လိုက်ပါတယ်။ပွဲစိတ်ဘီရင်မာကလည်းအထိနာသွားတာကြောင့်အဟင်းတွေကပြေးဖို့လုပ်ပေမဲ့ကိုရီးယားဟန်တာတွေကပြေးခွင့်မပေးဘဲတိုက်ခိုက်နေကဟဲအင်းကလှင်မြစွာတားခုတ်ပြီးပွဲစိတ်ဘီရင်မာကိုအပီးတက်လိုက်ပါတယ်။သူတို့ရှာနေတာကိုကြည့်နေတယ်ပြည်သူတွေကလည်းဝမ်းသာနေပြီ။အကောင်လုံးကလည်းပျော်နေကြပေမဲ့ယွန်းကတော့ပွဲစိတ်ဘီရင်မာအော်တာကိုမသိငါဖြစ်နေပါတယ်။ယူရီးယားတင်မောဘော်ကနေအာယုံများတဲ့ရေဒီယိုလိုင်းကအလုံးမဖြစ်တော့တာကြောင့်ပွဲစိတ်တွေအကောင်လုံးကဂူထဲပြန်သွားနေပါတယ်။ဂျုံးအင်းကလည်းဂူအမထားထားတဲ့သူ့ရဲ့မီအတာစီကပုံမှန်ပွဲစိတ်တွေဖြစ်စီ ည်းလို့မရပဲပြက်စီးသွားတာကြောင့်မသိငါဖြစ်နေပါတယ်ရုတ်ရက်ပွဲစိတ်အမဲကောင်ကပေါ်လာပြီးသူတို့တွေကိုတော့အဖမ်းမလို့ပဲပွဲစိတ်ဘီယံမစီအရင်သွားပါတယ်ပွဲစိတ်အမဲကလည်းပွဲစိတ်ဘီယံမကတည်သွားတာကိုသိတဲ့အခါတယောက်ရှင်းစီလိုက်ရှာနေပြီးအလုံးကလည်းဘာမှလုံးမရဖြစ်နေပါတယ်ဘရောင်းကူကလည်းသူ့ကိုပြောက်စကိတ်နဲ့ကိုပြောက်ပြီးဟေးပေးနေပေမဲ့ပွဲစိတ်အမဲကသူ့ကိုပြောက်ထားတာကိုသိပြီးခေါင်းကိုကိုက်စားလိုက်ပါတယ်ဂျွန်းကလည်းပွဲစိတ်အမဲကဘရောင်းကူကိုတက်လိုက်တာကြောင့်ပြန်ရှာဖို့လုပ်ပေမဲ့လေဘေးညှက်ခံထားကပွဲစိတ်အမဲကတော့သူတို့တွေရဲ့ဘီယံကဘာမှလဲဆိုပြီးမင်းတွေကအပြင်မှာပူဂျန်နဲ့တယောက်အာယုံခံမိတာကြောင့်အပြင်ထွက်သွားပါတယ်ဂျွန်းကလည်း သူတို့တွေကဂူတွေကနေအမြန်ထွက်ပြေးဖို့လုပ်ပေမဲ့ဂူတွေဝင်လာတဲ့ပွဲစိတ်တွေကြောင့်အကျက်ရိုက်နေပါတယ်။တစ်ဖက်မှာရူဂျီကလူတစ်ယောက်နဲ့စကားပြောနေပြီးသူပြောနေတဲ့သူကလည်းပွဲစိတ်တွေကိုဂူတွေတက်မင်လှုပ်လိုက်ကကိုရီးယားဟန်တာတွေကိုတပ်ပစ်ပြီးကိုရီးယားဆင်အာကိုရောအောင်လုပ်လိုက်ကသူတို့တွေကတော့အက်စရန်ဂိတ်ရှင်းတဲ့ဂုံယူမှာကိုပြောနေပါတယ်။ယူဂျီကသူ့လူတွေကိုပြန်ဖို့အမိန့်ပေးနေတော့သူတို့သုံးယောက်တည်းကအီရှိတာကအသက်ခံလာရပါတယ်။ယူဂျီကလည်းဂျန်နေတယောက်ကိုပြန်ပြီးနောက်တစ်ခါတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ဖို့အမိန့်ပေးလိုက်ကပွဲစိတ်အမဲနဲ့ရှာဖို့အသင့်ပြင်နေပါတယ်။ပွဲစိတ်အမဲကရူဂျီကိုဘယင်လာလို့မေကမှော်ဆွမ်းအကုန်ထုတ်လိုက်ပြီးရူဂျီကလည်း ပွဲစဉ်အမရဲ့မှော်စွမ်းအားကဂျွန်ရဲဟာနဲ့ခက်ဆင်ဆင်ရှိတာကိုတွေ့နေကသူ့ရဲ့ဓာတ်ကကျိုးသွားပါတယ်။ဂူရန်မှလည်းပွဲစဉ်တွေကဝင်လာပြီးသူတို့အကုန်လုံးကအထိနာနေရကြောင်းဂျွန်ရဲ့တယောက်တည်းမီးမွန်နဲ့ထိန်းမှုလုပ်ပေမဲ့အကောင်တွေကများလွန်းလာကြောင်းသူတို့တွေတေးပြီးလို့တွေ့နေတော့ဂျွန်ရဲ့အရေးစစ်တွေကသူတို့အရေးကနေပေါ်လာပါတယ်။တစ်ဖက်မှာတော့ဂျွန်ကသူ့ရဲ့အရေးကောင်နဲ့နေရာလဲလို့ပြောလိုက်ပါတယ်။